ကဲ2025ကတော့ anime fan တွေအတွက်တော်တော်လေးမိုက်တဲ့နှစ်ဖြစ်ခဲ့ပြီမဲ့လာမယ့်2026မှာတော့တကယ်ကို anime တွေကြီးစုမဲ့နှစ်ဖြစ်လိမ့်မယ်။ဘာလို့လဲဆိုတော့2026ဟာကျွန်တော်တို့စောင့်မျှော်နေရတဲ့ season အသစ်တွေမင်္ဂပတ်မှာနာမည်ကြီးနေတဲ့ဇာတ်လမ်းကောင်းတွေကို anime အနေနဲ့ထွက်လာတော့မှာမို့ပါ။နာမည်ကြီး series တွေခန့်မှတ်လုပ်မယ်။အသစ်အသစ်ထွက်လာတဲ့ anime တွေကလည်း animation quality ကောင်းပြီးတော့ fight set တွေကလည်းတော်တော်လေးအဆင်ပြေလိမ့်မယ်။ဒီ video မှာတော့2026မှာထွက်လာမယ့် anime အသစ်တွေကစောင့်ကြည့်ဖို့အကောင်းဆုံး၁၀ကားကိုပြပြပေးမယ်။နောက်ဆုံးတစ်ကားကတော့တော်တော်များများမျှော်လင့်ထားတဲ့ကားဖြစ်မယ်ဆိုတာအားမခံနဲ့။ အရင်ဆုံးမန်ဂါကနေအနီမေးထုတ်မဲ့ကားတွေကိုရင်းပြောပြမယ်။နံပါတ်၁ Wish Had Atelier အတလီယေကပြည်နယ်စကလုံးဖြစ်တာမို့အတတမားခဲ့ရင်လည်းနားလည်ပေးကြဖို့တောင်းဆိုချင်ပါတယ်။ဒီမန်ဂါကို2016ခုနှစ်ဇူလိုင်လ22ရက်နေ့မှာစတင်ထုတ်ဝေခဲ့တယ်။ဒီမန်ဂါထုတ်ထုတ်ပြီးချင်းမှာပဲပရိသတ်တွေဝေဖန်ရေးဆရာတွေကြားမှာနာမည်ကြီးပြီးတော့အတိမပြုခံရတဲ့အပြင်နိုင်ငံတကာစုတွေကိုလည်းပိုင်ဆိုင်ထားသေးတယ်။ဒီမန်ဂါကိုရေးသွဲခဲ့တဲ့သူကတော့ကာမိုမက်ရှီရာဟာမဖြစ်ပြီးဒီမန်ဂါအမျိုးအစားကတော့ Fantasy Magic နဲ့ Slide Online အမျိုးအစားပါ။အဲ့ဒါဆိုရင်ဇလန်းချင်းလေးကိုပြပြပေးမယ်။ ဒီမင်္ဂရဲ့အဓိက main character ကတော့ကိုကိုလို့ခေါ်တဲ့ကာမလေးပါသူကအဆုံးမတရားဖြစ်ဖို့အမြဲတမ်းစိတ်ကူးကြီးနေတဲ့အင်းကြီးချုပ်သမားလေးရဲ့သမီးပါသူတို့ကဘာမှတော့အဆုံးမဆိုတော့မွေးကနေ့ကမော်ပညာပလာရတာတင်းလို့မရဘူးလို့တတ်မှတ်ထားတယ်တာမန်လူတွေကမော်ပညာရဲ့လိုအပ်ချက်ကိုသိသွားရင်လည်းမျက်ညာဖြောက်ခံရသေးတယ်ဒါကြောင့်ကိုကိုကလည်းသူ့အိမ်မက်ကိုလက်လျှော့ပြီးတော့မော်ပညာကိုအဝေးကနေပဲငေးကြည့်နေရတယ်သူမကလေးဘဝကအဆုံးမတရားစီကရခဲ့တဲ့ပုံစဲစာဘပလေးနဲ့မော်ဒန်လေးတစ်ချောင်းရှိတယ်။ဒါပေမဲ့ဒါကိုရိုးရိုးကစားတဲ့လူပဲထင်ထားတာပေါ့။တနေ့ကျတော့ Queen Free ဆိုတဲ့ဆုံးမကြီးတူဦးကသူတို့ဆိုင်ကိုရောက်လာတယ်။ ူကသူ့ရဲ့မပစ္စည်းအတော်မူပစ္စည်းလာဝဲတာပါကိုကိုကစုံမရဲ့မပညာကိုအရင်မြင်နေပြီးတော့ခိုးပြီးတော့ချောင်းကြီးမိလိုက်တယ်အဲ့ဒီမှာသူတွေ့လိုက်တာကအမောပညာကိုဆာရွက်ပေါ်မှာစပိုင်းပုံတွင်တင်ငင်သားပုံတွင်ဆွဲပြီးဖန်တီးနေတာပါအဲ့ဒီချိန်မှာအမောပညာဆိုတာမိုးရပမာရရတယ်ဆိုတဲ့ကဘာကြီးရဲ့ယူဆကလုံးဝမာရွက်နေတယ်ဆိုတာကိုကိုကိုသိလိုက်ရတယ်တကယ်တော့အမောပညာဆိုတာဘာလို့မဆိုတင်ရင်လို့ရတဲ့အသက်ပညာတစ်ခုဖြစ်နေတာပေါ့ကွီဖေးဆက်သွားပြီးရဲ့နောက်မှာကိုကိုတယောက်စိတ်မထိန်နိုင်တော့ပါဘူးငါလဲလဲလို့ရတယ်ဆိုတဲ့စိတ်နဲ့သူကလေးဘွားကရခဲ့တဲ့မော်တော်ကိုယူပြီးတင်ငင်သားတစ်ခုကိုဆွဲလိုက်တယ် ကဆိုးကျင်တော့ကိုကိုဆွဲလိုက်တဲ့မော်စပိုင်းကအတမြင့်ထားတဲ့မော်ဖြစ်နေပြီးသူ့အမေကိုကြောက်တုံးကြီးအဖြစ်ရုပ်တရက်ပြောင်းလဲပစ်လိုက်တယ်။အဲ့ဒီအချိန်မှာ Queen Free ကချင်းချင်းပြောင်းလာပြီးတော့အခြေအနေကိုထိချုပ်လိုက်ရတယ်။သူကစီးမြင့်ရာကိုကိုစိတ်ကိုဖျက်ပြီးလိုအပ်ချက်ကိုဖုံးကွက်ထားလို့ရတယ်။ဒါပေမဲ့ဒီတမြင့်မော်စာအုပ်ကိုဘဒူကာပေးခဲ့တာလဲဆိုတာကိုသိကျင်နေတယ်။ဒီအခြေအနေကြောင့်မဲ့ Queen Free ကကိုကိုအမေကိုပြန်ကောင်းအောင်လုပ်ပေးဖို့နဲ့ကိုကိုလောက်ခဲ့တဲ့အမကိုပြင်နိုင်မှုဆိုတဲ့အကြောင်းပြချက်နဲ့သူ့ရဲ့တပည့်မအဖြစ်ခေါ်သွားတယ်။ဒီမန်ဂါရဲ့ review ကတော့ဒီလောက်ပါပဲ။ဒီထက်ပိုပြောရင်မန်ဂါ recap channel ဖြစ်သွားလိမ့်မယ်။ ဒီမန်ဂါကို anime အနေနဲ့2025မှာထုတ်ချင်ပေမဲ့ပိုပြီး quality ကအောင်2026မှာထုတ်ဖို့ရွှေ့ခဲ့တယ်။ဒီကားလေးကတော့ပုံညို Kiki Delivery Service Spirit Away Anime တွေလိုဖိုင်မျိုးရပါလိမ့်မယ်။နံပါတ်1 Liar Game လာယာဂိမ်းမင်္ဂါကို2005ခုနှစ်မှာစတင်ထုတ်ဝေခဲ့ပြီးတော့ဇန်နဝါရီလ2015ခုနှစ်မှာ Volume 19နဲ့အဆုံးသတ်ခဲ့တယ်။စထွက်ကနေကလူစိတ်ဝင်စားမှုအများဆုံးခံခဲ့ရတဲ့မင်္ဂါလည်းဖြစ်တယ်။ Live Action အနေနဲ့ရိုက်ကူးရတဲ့အထိအောင်မြင်ခဲ့တယ်။ Anime အနေနဲ့ပြန်အသက်သွင်းမဲ့ Studio ကလည်း Dead Note, No Game No Life လို့ Anime တွေကင်မှုတာမို့ Quality နဲ့ပတ်သက်ပြီးတော့စိတ်ပူစရာမလိုဘူး။ ဒီမန်ဂါကိုရေးဆွဲခဲ့တဲ့သူကတော့ရှီနိုဘကိုက်တာနေဖြစ်ပြီးအမျိုးအစားကတော့ psychological နဲ့ mind game အမျိုးအစားပါ။ review ကိုလိုရင်းသူရှင်ပြပြပေးမယ်။ဇလန်းစမှာအရန်ကိုယူလွင်တဲ့ကောင်မလေးတယောက်ရှိတယ်။သူ့နာမည်ကနာအိုကန်ဇာကီလို့ခေါ်တယ်။တရက်ကျတော့သူ့စီကိုငွေအများကြီးပါတဲ့တက်တဲ့တလုံးရောက်လာတယ်။ပြီးတော့သူကလာယာဂိမ်းဆိုတဲ့ဂိမ်းထဲပါဝင်သွားပြီးလို့ကြေညာလိုက်တယ်။လာယာဂိမ်းကအချင်းချင်းလိန်ညာပြီးငွေလူရတဲ့ဂိမ်းပေါ့။ရှုံးရင်အကျိုးတွေတင်မယ်။နိုင်အကုန်ရမယ်ဂိမ်းမှာ။ ဲ့ဒီယိုလုနဲ့နာအိုလေကပထမဆုံးပွဲမှာတင်သူ့ကိုလိန်ယူဖို့ကြိုးစားတဲ့ဆရာဟောင်းရဲ့ကောက်ချက်မှုကြောင့်ငွေတွေအကုန်ဆုံးချိုးတော့မဲ့အခြေအနေကိုရောက်သွားတယ်။ဘလောက်တောင်ယိုလဲဆိုရင်လင်ခရယာမန်းတောင်မသိဘူး။ဘလိုတို့လို့ပလေးလို့ပလိခန့်နေရမှမသိသလိုပေါ့။အဲ့ဒီတော့မှသူမကအာဂျီပါရမီပါတဲ့အာဂီယာမရှိရင်ကြီးကိုသွားပြီးတော့အကူအညီတောင်းတယ်။အဲ့ဒီကစားပြီးဇလန်းကအစတာပဲ။ ရိုးသားတဲ့နာအောင်နဲ့ညံကောင်းတဲ့အာကီယာမာတို့နှစ်ယောက်ပေါင်းပြီးတော့လာယာကိန်းဆိုတဲ့လင်းညံမှုပွဲတော်ကြီးကိုဘယ်လိုရင်ဆိုင်မလဲ။တဖက်ကပြိုင်ပွဲသူရဲ့ရှုပ်ထွေးလာတဲ့လက်ွက်ကိုအာကီယာမာကဘယ်လိုအဆင့်မြင့်ဖြူပါတွေနဲ့ပြန်လည်မလဲဆိုတာကိုရင်းသထေးထေးနဲ့ကြည့်ရမယ့်ပုံစံမျိုးပါ။ပြောရရင်ရိုးသားတဲ့သူတယောက်ကညဉ့်ရှင်တယောက်ကိုအကူအညီတောင်းပြီးအသက်နဲ့ရရမယ့်ကိန်းကိုဖြည့်ရှင်းရမှာပါ။ဒါနောက်ထုံမထားကြည့်ကဲခကေဂူရူဤဒီအနီမေ၃ခုကိုကြာရင်စောင့်ညစ်တဲ့အနီမေတွေမှာပါတယ်။နံပါတ်၃ဆယ်အီဟန်တိုင်းနာခီမီတိုပိုကုအင်္ဂလိပ်လိုဆိုရင် UNI ရာပိုလာအော်ပိုဇစ် ဒီမင်္ဂလာလေးကတော့2022ခုနှစ်မေလမှာဆက်တင်ထုတ်ဝေခဲ့ပြီးတော့အမျိုးအစားကတော့ရိုမန်အမျိုးအစားလေးဖြစ်ပါတယ်ဒီမင်္ဂလာကိုရည်ဆွဲခဲ့တဲ့သူကတော့ကိုချာအာကာဆာဝါပဲဖြစ်ပါတယ်ဒီမင်္ဂလာလေးကရိုမန်ဖန်နေကြမှာနာမည်တော်ကြီးပါတယ်2023ခုနှစ်မှာအမျိုးသားတွေအတွက်အကောင်းဆုံးမင်္ဂလာစီးရင်မှာတော်နိုင်နေရမှာပါဝင်ခဲ့တယ်အနီမေးအနေနဲ့ထွက်လာတယ်ဆိုတာကလည်းသူ့ရဲ့လူကြိုက်များတာနဲ့ quality တခုကိုပြနေတာပါဒါဆိုရင် review ကိုပြောပြမယ်ဒီဇန်လေးအဓိက main character နှစ်ယောက်ကတော့ Suzuki Miyu ဆိုတဲ့ကောင်မလေးနဲ့ Tane Yusuke ဆိုတဲ့ကောင်လေးပါ Suzuki ဆိုတဲ့ကောင်မလေးကအပေါင်းအသင်းများပြီးတော့ logic လုပ်ရင်ပေါ်တဲ့ကောင်မလေး။သူမကအများတန်းပြုံးပြီးတက်တက်ကြွကြွရှိပေမဲ့ဟိုးအသွင်းစိတ်ထဲမှာတော့ငါဒီလိုလုပ်ရင်ရည်ရဖြစ်နေမလားလို့စိုးရိမ်နေရတဲ့ကောင်မလေးပါ။သူစိတ်ဝင်စားတဲ့ကောင်လေးကတော့သူ့ဘေးခုံကတာနီမဲဖြစ်ပါတယ်။တာနီကတော့ Suzuki နဲ့လုံးဝဆက်ညင်ပဲ။သူကအယမ်းတည်ငြိမ်နေစကားနဲ့တယ်။ဒါပေမဲ့စိတ်ထဲရှိတာကိုပုံဝင်လင်းလင်းပြောရတဲ့သူဘလူပါတဲ့တဲ့လုံးဝကူးမဆိုင်တဲ့ကောင်လေးပေါ့။ဒီတော့ဆူဇကီလေးကတာနီလိုလူမျိုးကိုသွားတဘောကြမိတော့သူ့အတွက်ဘလို့အခက်ခဲတွေ့ရမလဲဘလို့လွယ်လွယ်ချွတ်ချွတ်မြင်ရမလဲဆိုတာကိုကြည့်ရမှာပါ ဒီအနီမေးကိုတော့စကူးရိုမှာကြိုက်တဲ့သူတွေစောင့်ကြည့်တင်တယ်။နံပါတ်၄ The Villager of Level 999ဒီမန်ကကိုကန်အင်ချီအီဝါမိုတိုကရေးဆွဲခဲ့ပြီးတော့2019ခုနှစ်မေလ26ရက်နေ့မှာစတင်ထုတ်ဝေခဲ့တယ်။ဒါပေမဲ့တကယ်မူရင်းက Light Novel ပါ။အနီမေးကလည်း Light Novel ကိုအခြေခံပြီးတော့ထုတ်မှာပါ။ဒီကကအနီမေးမထွက်ခင်ကနေကမန်ကဖန်တွေ Light Novel ဖန်တွေကြားမှာဟိုက်နေတာပါ။နောက်ပြီးတော့ OB Enemy of the Year လို့တောင်တင်စားနေကြတယ်ပြောချင်တာက2026မှာအကောင်းဆုံးဥပပါပါအနီမေကတကားဖြစ်လာမယ်ဆိုပြီးပြောနေကြတာပါ ဒါဆိုရင် review ကိုတွက်လိုက်ရအောင်ဒီဇလန်လေးရဲ့အဓိက MC ကတော့ခါကာမီလို့ခေါ်တဲ့အကောင်လေးပါသူနေတဲ့ကဘာကြီးရဲ့ပေးထားတဲ့လောက်ကဘာလဲဆိုတော့ villager လို့ခေါ်တဲ့အလောက်မြန်မာလို့ဆိုစောက်တော်ရလေးပေါ့ဗျာအဲ့ဒီလောက်ကသူနေတဲ့ကဘာကြီးထဲမှာအားအနေဆုံးအလောက်ဘာမဝင်တဲ့အလောက်ပေါ့ဒါပေမဲ့ခါကာမီဆိုတဲ့ကောင်လေးကအများမသိအောင်သူ့ရဲ့ level ကိုအဆုံးထိတင်ထားလိုက်တယ်နောက်ဆုံးတော့ level 999ကိုရောက်သွားတာပေါ့အပြင်းမကြီးရင်အတော့မကြတဲ့ဒေါ်လာလေးဖြစ်ပေမဲ့တကယ်တော့ကမ္ဘာအကျန်းဆုံး level 999ဒေါ်လာဖြစ်နေတာပါသူ့ရဲ့ရည်ရွယ်ချက်ကတော့တခြားဟီးယိုးတွေလိုကမ္ဘာကိုကယ်တင်ဖို့ပါညာမဟုတ်ပါဘူး ူခုလိုလည်းပဲတပီးအစွမ်းနေသုံးနေတာကပတ်ဆိုင်အများကြီးရှာဖို့ပါပဲ။ရွာသားလုံးဖြစ်တဲ့တစ်တွေခေါ်သူနေသူပြီးနေတိုင်းငွေချနေတာဟာတခြားလူတွေတို့တော့အဓိပ္ပာယ်မရှိပေမဲ့သူကတော့အဲ့ဒီလုပ်တွေလုပ်ပြီးပျော်နေတဲ့သူပါ။အဲ့ဒီလုပ်ငွေချနေရင်ဒီမလို့ရဲ့တမီအဲလစ်နဲ့တွေ့ဆုံပြီးသူတို့နှစ်ယောက်ရဲ့မထင်မထားတဲ့ဇလန်းစတင်ပုံကိုဖန်တီးထားတယ်။ပြောရရင်ဇလန်းစကနေကတော်ရဆိုတော့အားနေရမယ်ဆိုတဲ့စီကံကိုရရှိထားတဲ့ကားလေးပေါ့။သူရဲ့ရည်ရွယ်ချက်ကပတ်ဆိုင်ရှာဖို့ဆိုတာကလည်းတခြား overpower ဇလန်းတွေနဲ့မတူဘဲတမိုထူးကြနေတာပါ။ဒီကလေးကတော့ OP enemy of the year လို့ပြောနေကြတာမို့ overpower MC ကြိုက်တဲ့တွေတွေအတွက်အဆောင်ကြီးတဲ့ anime လေးပါ ဒါဆိုရင်လာမယ့်2026မှာစီရင်တည်တူထွက်လာမယ့်ကားတွေကိုလည်းပြပြပေးမယ်။မပြောခင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးနေပြီးကြပါအောင်နော်။မင်းနေကြမှာမို့တတိပေးတာပါ။ဒါဆိုရင်ဆက်သွားလိုက်ရအောင်။နံပါတ်5ဂျေဂျေစုခိုင်ဆဲ2026ဇန်နဝါရီလထဲမှာဂျေဂျေစုခိုင်ဆဲ anime ရဲ့စီရင်3ကိုမြင်ရမှာပါ။သူကအရင်စီရင်တွေလိုပဲစီရင်3ကိုပတ်ဝန်းပတ်သူဆိုပြီးခွဲပြားလိမ့်မယ်။စီဇန်3မှာပါလာမန့်အတွေကတော့ Itadori Examination အား Perfect Preparation အားနဲ့ Calling အားဆိုပြီးနာမည်ကြီးအားတွေပါလာမှာပါ။ ကိုဂျိုနဲ့စကူနာပတေကတော့2029 2028လောက်မှာမြင်ရဖို့များတယ်။နံပါတ်6တိုဂျိုရီဗန်ဂျာဒီတမန်ကြားလေးကတော့2026မှာထုတ်လင်းဖို့အစီအစဉ်ထားပါတယ်။ဘယ်လမှာထုတ်လင်းမယ်ဆိုတာကတော့မပြောသေးပါဘူး။ဒီစီဇန်ကတော့တိုဂျိုရီဗန်ဂျာအနီမေရဲ့နောက်ဆုံးပိုင်းလို့လည်းပြောနေကြတယ်။ဒီလိုဆိုရင်တော့တိုဂျိုရီဗန်ဂျာရဲ့သွေးဒီအစီအဝါကိုမြင်ရမှာပါ။စပွားနေလုပ်ပြီးမှမို့ကျွန်တော်အဲ့ဒီပုံမှာဖြစ်မဲ့ဟာတွေကိုမပြောတော့ပါဘူး။နံပါတ်9 Re:Zero ဒီအနီမေကတော့ Isangai အနီမေတွေထဲမှာကောက်လို့တင်စားခေါ်ရတဲ့အထိမသိရတူးမရှိပါဘူး။ သူကလည်း season 4အနေနဲ့2026တဲ့မှာလာမှာပါ season 4မှာတော့ rezero ရဲ့နာမည်ကြီးအဖြစ်တဲ့ acid the corridor of memory နဲ့ hall of memory အားကိုမြင်ရမှာပါ season 4ကိုတော့ part 1 part 2ဆိုပြီးခွဲပြတ်သွားမယ်လို့သိရတယ်ထို့လိမ့်မယ့်ရက်ကတော့အတိအကျမသိရတယ်ပေမဲ့နှစ်လသုံးလပိုင်းမှာလာမယ်လို့ခန့်မှန်းနေကြတယ်နံပါတ်8 that time i got reincarnated the acid slime ဒီ slime anime ကလည်း2026 fifth final ပိုင်းနဲ့မှာ movie အနေနဲ့ရုံတင်မှာပါ movie ကတော့ season 3နောက်ပိုင်းကိုရိုက်ပြတ်မှာပါကျွန်တော်တို့ကတော့ချောင်းဝိုက်ပဲမြင်ရမှာပါပေါ့ အကြီးထွက်ဖို့ဆိုရင်အနည်းဆုံး6လထက်ကြာတယ်လို့သိရပါတယ်။နောက်ပြီးတော့မြန်မာနိုင်ငံမှာလည်းယုံသိမယ်လို့မျှော်လင့်ပါတယ်။နံပါတ်9အိုရှီနိုကိုအနုပညာလောကရဲ့အမောင်ပကြံကိုရိုက်ပြထားတဲ့ဒီအနီမီလေးကလည်းစီဇန်3အနေနဲ့ထွက်လာတော့မှာပါ။စီဇန်3ကို2020ကျောင်းဇန်နဝါရီလအစပိုင်းမှာမြင်ရမှာပါ။သူများတွေပြောသလိုစီဇန်3ကဒီအနီမီရဲ့အဆုံးသတ်မဟုတ်ပါဘူး။စီဇန်3မှာ Ruby ကသူ့ကိုလို့လက်စားချေဖို့လုပ်တာကိုမြင်ရမှာပါ။အပိုင်းအနေနဲ့စနေပိုင်းပါမယ်လို့လည်းသိရတယ်။မင်္ဂရဲ့အန်နီကိုမြင်ဖို့ဆိုရင်နောက်ထပ် movie တစ်ခုထွက်မှရမယ်။ ဒီ anime ကတော့ကျွန်တော်ကျဲဆို anime ထဲမှာပါတာမို့ကြည့်ဖို့ recommend ပေးပါတယ်။နံပါတ်10 Black Clover ဒီ anime ရဲ့ second season ကတော့ကျွန်တော်အပါအဝင်အားလုံးစောင့်မျှော်နေရတဲ့ anime တစ်ခုပါ။တော်တော်များများကတော့ season 5လို့ပြောကြတယ်။ဒီ anime ကို2026တဲ့မှာစတင်ထုတ်လွှင့်မယ်လို့ကြေညာထားပါတယ်။ season 8ကတော့ Captain Yami ကိုတွားခဲ့တဲ့အားကနေစမှာပါ။တော်တော်များများစောင့်မျှော်နေတဲ့ anime ဖြစ်တာမို့ထွက်လာရင်လည်း hype ဖြစ်မှတည်ကြတယ်။အချိန်ယူရလဲတော်တော်လေးကြာတော့တာမို့ anime quality ကလည်းကောင်းမယ်လို့ထင်တယ်။ကျွန်တော်အခုပြပြပေးသွားတဲ့ anime တွေကတော့2026တဲ့မှာထွက်ရှိလာမယ့် anime တွေပဲဖြစ်ပါတယ်။ ထွက်လာမယ့်အနီမီတွေကတော့အများကြီးပါပဲဒါပေမဲ့ကျွန်တော်ပတ်ဝန်းသူခွဲပြီးလုပ်ပေးမှာမို့စိတ်မပူကြပါနဲ့အခုဗီဒီယိုလေးကိုကျန်နေတဲ့ဆိုရင် subscribe လေးနေပြီးဖို့မမေ့ကြပါနဲ့ကျွန်တော်နောက်ဗီဒီယိုတွေတင်ဖို့ support ပေးသလိုဖြစ်တာပေါ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးနှိမ့်လိုက်ပါစီမြှောက်ပေးတဲ့တယောက်ချင်းညီနိုင်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ခုပြပြပေးတဲ့ဗီဒီယိုထဲမှာကျွန်တော်ဘက်ကမှားလာပါခဲ့လို့ရှိရင်အာမနာတန်ပြောခဲ့လို့ရပါတယ်ကျွန်တော်နာမည်ကတော့ယူယူပါကဲဒါဆိုရင်မီနာဆန်အာရီကာတိုကိုဇာအီမတ်